ေဆေးဆွဲပြီးဆိုတာနဲ့ဘာအကြောင်းကိုစပြီးလေ့လာရလဲဆိုရင်အယောင်ရဲ့အကြောင်းပေါ့နော်ဆိုတော့အယောင်ရဲ့အကြောင်းကိုတည်ထားပြီးပြီလားဒီနေ့ Water Color for Beginners ဆိုရဲရေဆေးအခြေခံ series မှာကတော့အယောင်နဲ့ပတ်သက်ပြီးတော့မဖြစ်မနေတည်ထားရမယ်အခြေခံအချက်လေးကိုပြောပြပေးတော့ပါတယ်အယောင်ရဲ့အကြောင်းကိုပြောလိုက်တာနဲ့မဖြစ်မနေတည်ထားရမှာကတော့ calorie ဖြစ်ပါတယ်ဆိုတော့ calorie တစ်ခုဖြစ်အောင်ကျွန်တော်ဘယ်လိုဖန်တီးကြမလဲပထမဦးဆုံးအခြေခံအယောင်မူလအယောင် primary color ဆိုတာပါလေဒီကြလားအနီရောင်အဝါရောင်နဲ့အပြာရောင်အိတ်တုံးရောင်ကို primary color လို့ခေါ်တယ်အိတ်တုံးရောင်နဲ့ဂျန်တဲ့တခြားအရောင်တွေကိုရလာအောင်အမျိုးမျိုးရောဆက်လို့ရတယ်။ပြီးတော့အိတ်တုံးရောင်ကိုတခြားဘယ်အရောင်နဲ့မှလာပြီးဖြစ်အောင်ရောဆက်လို့မရတဲ့အတွက်ကြောင့်သူကိုမူလရောင်လို့ခေါ်တယ်ပေါ့နော်။ ကဲမူလာရောင်ပြီးသွားပြီဆိုရင် secondary color ပေါ့ secondary color လို့ခေါ်တဲ့ဒုတိယအရောင်တွေဖြစ်တဲ့လိမ်မော့စိမ့်နဲ့ခရမ်းရောင်တွေအားကြတော့ primary color တွေကိုရောဆက်လိုက်လို့ဖြစ်လာတဲ့အရောင်တွေဖြစ်ပါတယ်အဲ့လိုပဲဒီ secondary နဲ့ primary color တွေကိုနောက်ထပ်ရောဆက်လိုက်တဲ့အချိန်မှာဆိုရင်တတိယအရောင်လို့ခေါ်တဲ့ tertiary color တွေထွက်လာပြီးတော့မှ color wheel တစ်ခုဖြစ်လာပါတယ် ဒါဆိုရင်အဲ့ calorie ကိုဘယ်ညမှာအတုံးချကြမလဲပထမဦးဆုံးအကြောင်းဝင်တန်ကကြတော့ calorie ကိုတိထားမယ်ဆိုရင်အယောင်ဆက်တာကိုပို့ပြီးတော့လွယ်ကူစေပြီးတော့ပို့ပြီးတော့မတ်မီလွယ်တယ် ကာလာဝီကိုတည်ထားမယ်ဆိုရင်ဘယ်အရာများအောင်ဘယ်လိုဆက်မလဲဆိုတာကိုတည်ထားမယ်။နောက်ပြီးတော့အပူချောင်းအေးရောင်တွေကိုလည်းခွဲရတာလွယ်ကူပါမယ်ပေါ့နော်။နောက်တစ်ချက်ခုအတော်ဝင်လာကတော့အခုဆက်လက်ပြီးပြောပြပေးကြမယ်။ Color scheme လို့ခေါ်တဲ့အရာတွေကိုတရားနဲ့တရားလိုက်ထားအောင်ဘယ်လိုတွဲသုံးရမလဲဆိုရက်ဟာတွေကိုဒီ Color Wheel ကိုကြည့်ပြီးတော့ပေါ့နော်။အတုံးပြူနိုင်တယ်။ပထမဦးဆုံး Monochromatic Color Scheme ပေါ့နော်။အရင်ကပိုင်းမှာပြောပြခဲ့တဲ့ Monochromatic Color Scheme ကကြတော့ အာအယောင်တယောင်နဲ့ကိုပဲအနုအယင်နေရောပြီးတော့အသုံးပြရတာကိုပြောတာပါ analogous color တွေကတော့ဘေးချင်းကပ်ရက်အရာမျိုးကိုပြောတာပါ analogous color skin for အတုံးပြမယ်ဆိုရင်ဒီ color ဘေးမှာရှိတဲ့ဘေးချင်းကပ်ရက်အရာမျိုးကိုရွေးပြီးတော့ကိုယ့်ရဲ့ပကြီကားမှာအတုံးချရေးဆွဲနိုင်ပါတယ် ဒါပေမဲ့ကျွန်တော်တို့ဒီအယောင်တိုင်းကိုပေါ့နော်အဲ့လိုအယောင်တောက်တောက်ကြီးကြီးအများကြီးတုံးနေဆရာမလို့ပေါ့နော်ဆိုတော့အယောင်တချို့ကိုအနုအရင်နေအဲအယောင်အပြင်အပြော့တွေကိုပြောင်းပြီးတော့အမျိုးမျိုးတုံးလို့ရတယ်ဒါမှကျွန်တော်တို့တကယ်လာပါတဲ့ပကြီကပုံစံထွက်လာမှာပေါ့နော်မဟုတ်ရအယောင်လေးဆူဆူတောက်တောက်ကြီးနဲ့တပုံတော့အဲ့လိုကြည့်ကြည့်ရတာရှုပ်ပြီးတော့ harmonize မဖြစ်တော့မှာပေါ့နော်ဆိုတော့အယောင်အနုအရင်နေကိုလည်းဘယ်လိုတောက်ရမလဲဆိုတာကိုခံရကြရင်ပြောပြပေးတော့မယ် နောက်တစ်ခုအရေးကြီးတဲ့ color scheme ကတော့ complementary color scheme လို့ခေါ်တယ်ပေါ့နော် complementary color လို့ခေါ်တဲ့စန့်ချင်ဘက်အရောင်တွဲရေကတော့အရန်လဲနမိတ်ကြီးရဲ့အတုံးသေးများနေပေါ့ color wheel ပေါ်မှာရှိတဲ့အရောင်တရားယူပြီးတော့အဲ့ဒီ color wheel ပေါ်မှာရှိတဲ့အရောင်တရားရဲ့မျက်နှာချင်းဆိုင်အရောင်နဲ့တွဲပြီးတုံးတာကို complementary color scheme လို့ခေါ်တယ် စန့်ကျင်ဘက်အရာတွေကလည်းခုနကပြောတလို့ပဲပေါ့နော်အနှုတ်အယဉ်နဲ့အရာအပြင်းပြောတွေကိုချိန်ပြီးတုံးတက်ဖို့လိုတယ်။အဲ့အမှကျွန်တော်တို့အဲဟန်ချက်ညီပြီးတော့လာပါတဲ့ပုံစံရမှာမဟုတ်ရင်တော့အရာတွေညစ်ပြီးတော့အရင်ရုပ်စုသွားတတ်တယ်ပေါ့စံကျင်ဘက်အရာဉာဏ်ကိုရောလိုက်တဲ့အခါမှာဆိုရင်အရာရဲ့ pigment တွေအရာကြီးပျောက်သွားပြီးတော့ neutral gray လို့ခေါ်တဲ့မိခိုးရောင်ပုံစံမျိုးမျိုးကိုရရှိလာမှာဖြစ်ပါတယ် ကိုမတူညီတဲ့အဆန့်ကျင်ဘက်အရာတွေကိုယောလိုက်တာနဲ့အများမတူညီတဲ့မိခိုးရောင်ပုံစံတွေကိုအမျိုးမျိုးရရှိလာမှာဖြစ်ပြီးတော့အဲ့ရဲ့မိခိုးရောင်တွေကိုအရေးကြတဲ့နေရာမှာတွေအသုံးချနိုင်ပါတယ်။နောက်တစ်ခုကကြတော့မိခိုးရောင်တက်ပါတဲ့အရာတွေကအရာတစ်ယောက်နဲ့တစ်ယောက်ကိုအလွယ်တကူလိုက်ဖက်စေပြီးတော့ဆန့်ကျင်ဘက်အရာကိုတုံးမဲ့ဆိုရင်လည်းဒီကအရာတောက်တောက်ကြီးပြိုင်တူတုံးလိုက်တာချက်ပေါ့နော်။ကြံတဲ့တရားကိုအယောင်မယောင်လောက်လိုက်တာက တို့ရဲ့ပချီကားကိုပို့ပြီးတော့ဆွဲဆောင်မှုရှိစေပြီးတော့တောက်တဲ့အရာကိုသူက supporting အနေနဲ့ကူညီပေးမှာပေါ့နော် triad color scheme ကတော့ color you ပေါ့ကဒီလိုအယောင်၃ယောင်ကိုတွဲတုံးပြီးတော့အယောင်ချဲရတာကိုပြောတာပါဒီ triad color scheme ကလည်းအယောင်ပို့ဆုံးပေမဲ့အယောင်အရန်ဆုံးတာမျိုးလည်းမဟုတ်တော့အယောင်ဆုံဆုံတုံးချင်တယ်ဆိုရင်တုံးရတာအဆင်ပြေပြီးတော့တွဲကူစီရေပေါ့နော် split complementary color scheme ကတော့စန့်ကျင်ဘက်အယောင်တွဲကိုယူလိုက်ယူပြီးတော့အယောင်ကိုဒီလိုတိုက်ရိုက်မယူဘဲနဲ့ဘေးကအယောင်နှစ်ယောက်ကိုယူလိုက်ရင် split complementary color scheme ကိုရလာမယ်ပေါ့သူကလည်း complementary color scheme လိုမျိုးအဲ့လိုတိုက်ရိုက်ကြီးစန့်ကျင်နေရမျိုးမဟုတ်တော့တောင်းရတာပို့ပြီးတော့လွယ်ကူပြီးတော့ကိုယ့်ရဲ့ပကြီကားကိုဟန်ချက်ပို့ပြီးတော့ညီစေပါတယ် အဲ့လိုမှမဟုတ်ပဲနဲ့အယောင်အစုံလေးတောင်းချင်နေဆိုရင်တော့အယောင်လေးအောင်တော့အဲ့လိုတွဲတောင်းလို့ရသေးတယ်။ quadrilateral တို့ the tragic color scheme တို့အဲ့လိုလေးတောင်းလို့ရရပေါ့။ဘယ်အယောင်ကိုပဲတောင်းတောင်းဒီ color scheme ထဲမှာမဟုတ်ပဲနဲ့တခြားအယောင်တွေကိုပဲတောင်းတောင်းအရေးကြီးရတာတော့အယောင်တွေကိုလိုက်ဖောက်အောင်တောင်းတဲ့ရမယ်။အနုအရင်နေအဲအယောင်အပြင်အပြော့တွေတောက်တာမတောက်တာရဲ့အဲ့လိုအဆပေါ့နော်။ ချိန်ပြီးတော့တုံးမတာဟန်ချက်ညီပြီးတော့လာပါတဲ့ပကြီကားကိုရရှိလာမယ်ပေါ့ဆိုတော့အဲ့လိုဟန်ချက်ညီပြီးလာပါတဲ့ပကြီကားတွေကိုရရှိလာဖို့ဆိုရင်ကျွန်တော်တို့နောက်ထပ်ချက်တိချရမယ်အရေးကြီးဆုံးအချက်ရှိသေးတယ်အဲ့ဒါကပါလေဆိုတာကိုကျွန်တော်အခုပြောပြပြတော့ပါမယ်အရောင်အချောင်းကအတီရိုးရိုးခါလာဝေးလေးတိထားရုံပါအောင်နဲ့မပြီးတော့ဘောနော်အဲ့ဒီချက်အရေးကြီးရယ်အဲ့ချက်ပို့ပြီးတော့ အဲ့နဲ့နေတာရှိတယ်ပေါ့နော်။ဘယ်အယောင်တွေကိုပဲတုံတုံပေါ့နော်။စိုက်တလောက်အယောင်တွေစုံနေပလိုက်စေကိုယ့်ရဲ့ပကြေကားမှာဒီ value ထုံလို့ခေါ်ရဲအလင်းအမောင်တွေဒီရထုံအမှုအရင်နေမမှန်နေဘူးဆိုရင်တော့အဲ့မှာကလေးလွဲနေပြီပေါ့နော်။ဆိုတော့အရေးကြီးဆုံးအချက်ကအယောင်မဟုတ်ဘူးပေါ့နော်။အလင်းအမောင်ပေါ့။ အဲ့ဒီကအလေးအမှားကိုဖဲလို့ချောင်းအမှုရည်နေကို အရင်ပိုင်နိုင်အောင်ကျင့်တင်တယ်ပေါ့နော်ဒါကြောင့်မလို့တော်တော်များများခဲပကြီကိုအရင်ကျင့်တယ်ကျင့်ပြီးမှအရာအကြောင်းကိုဆက်သွင်းနေပေါ့ဘာလို့လဲဆိုရင်ဒီခဲပကြီမှာချောင်းအမှုရည်နေကိုကျင့်မြအောင်လေ့ကျင့်ထားတဲ့လူကရေးဆေးမှကျင့်တဲ့အချိန်ကြာရင်ပို့ပြီးတော့လွယ်ကူလာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကာလာနဲ့ကျင့်နေပြီဆိုပေမဲ့လည်းသူရဲ့အခြေခံအဆင့်ကိုမေ့ထားလို့မရဘူးပေါ့နော်သူရဲ့အခြေခံအဆင့်ဖြစ်တဲ့ value ချောင်းကြီး money ရလားဆိုတာကိုအရင်စစ် ေးဖို့လိုတယ်။အရာတွေရဲ့အနှုတ်ရင်းတွေကိုသိချင်ရင်တော့ကျွန်တော်ဒီအဲ့ဒီဗီဒီယိုအခြေခံတာပညာတတ်ဗီဒီယိုမှာဒီအလင်းအမအနူရင်ထုံးလေးကိုအဆုံးပြပြပေးထားတယ်ဘောနော်အဲ့ဒီဗီဒီယိုလေးကိုပြန်ကြားကြည့်ဖို့အကြံပေးချင်ပါတယ်။ကဲအဲ့ဒါပြီးတော့ရေကျွန်တော်နောက်ထပ်အရေးကြီးတဲ့အချက်တွေရှိသေးတယ်။အဲ့ဒါကတော့အယောင်တယောင်နဲ့ကိုပဲဒီတိုင်းရိုးရိုးတုံးလို့ရတဲ့အပြင်ပုံမှာဘယ်လိုတွေတုံးလို့ရလဲဘောနော်အနူအကျင့်နဲ့ အာအရာအပြင်းအပြော့တွေပို့ပြီးတော့ဖြော့သွားအောင်အာပို့ပြီးတော့တောက်လာအောင်ဘယ်လိုလုပ်လို့ရလဲဆိုတာကိုလည်းတည်ထားရမယ်။အဲမှာဒီ hue saturation တို့အကြောင်းတွေကအရေးပါလာပေါ့နော်။ hue ဆိုရဲစကလုံးကတော့ဒီကြိုင်အရာတွေကိုပြောတာဥပမာကျတော့ဒီဆေးဆေးပူထဲကနေထွက်လာတဲ့အရာအတန်လေးတွေကိုပြောတာပေါ့နော် color wheel ရဲ့ဒီအပြင်ဖက်ဆုံးအပိုင်းတွေအကုန်လုံးကို hue အရာတွေလို့ခေါ်ရပေါ့ hue လို့ပြောရပေါ့ saturation situation ကတော့ကျွန်တော်တက်ပုံနေပြင်တဲ့အချိန်မျိုးအဲ့လိုစေ situation short မလားတူမလားဆိုတာအားလုံးရင်းနေပြီးသားဖြစ်လိုက်မယ် situation ကို short လိုက်တဲ့အကြောင်းကြီးကဘာဖြစ်သွားလဲဆိုရင်အဲမိခိုးရောင်အယောင်ဓာတ်တွေပျောက်သွားပြီးတော့မိခိုးရောင်တွေရောက်သွားရတယ်နော် situation မြင်လိုက်မယ်ဆိုရင်အယောင်ကငကိုထပ်ပူပြီးတောက်သွားတယ်ပေါ့နော်အဲ့ရီကိုလည်းကျွန်တော်ရေစီးမှာဘလိုဖန်တီးလို့ရမလဲဆိုတာကိုတိထားပို့လို့ရတယ်။ဆိုတော့အဲ့အရာအပြင်ပြော်ပြီးကို ချင်းနဲ့ရှိုက်တဲ့နဲ့ဖန်တီးလို့ရတယ်ပေါ့ချင်းဆိုတာကကြတော့အရာကိုဖြော့လာအောင်လုပ်လိုက်တာကိုပြောတာပုံမှန်ဆိုရင်ရိုးစေးပါဆိုရင်တော့အဖြူရောတဲ့ပုံရေစေးမှကြတော့ကျွန်တော်အဖြူရောချင်မလို့ဘူးရေစေး color ကြီးကဒီက transparent ဖြစ်တဲ့ပုံတော့ရေရေရောလိုက်တဲ့အဲ့အရာကဖြော့ပြီးတော့ကျွန်တော်စာရွက်ပုံမှာတန်ပြီးတော့အဖြော့အရာလေးယူပြီးတော့ချေလိုက်လို့ရတယ်အဲ့အရာလေးကိုချင်းလို့ပြောတယ်ပေါ့ ရှိတ်ကကြတော့ကျွန်တော်အယောင်ရှင်းအောင်လုပ်တာတွေကိုပြောတာပေါ့အယောင်တယောင်ကိုရှင်းချင်ရင်တော့ကျွန်တော်တို့စေးအမဲနေနဲ့ရောပြီးရင်လို့ရတယ်ဒါမှမဟုတ်အဲ့အယောင်ရဲ့ဆန့်ကျင်ဘက်အယောင်နေနဲ့ရောပြီးတော့အယောင်အရင်နေဖြစ်တဲ့ရှိတ်တွေကိုဖန်တီးလို့ရတယ်ဒါပေမဲ့စေးချဲ့တဲ့လူရဲ့အများစုကကြတော့ဒီအနက်ရောင်ကိုတိတ်မတုံးလို့ကြောက်ပေါ့နော်အဲအရောင်ရဲ့အခြေသက်တွေကိုစုပ်တယ်ဆိုတာပါလားမသိဘူးအဲ အရာအနက်ကိုမတုံးပါတော့တကယ်တမ်းလဲကွာကိုဆက်ကြည့်အနက်ရောင်နဲ့ဆက်တာနဲ့ဆန့်ကျင်ဘက် အရာကိုနဲ့ဆက်တာတော်တော်လေးကွာတယ်။ဟောအနက်ရောင်နဲ့ဆက်လိုက်ရင်တော်တော်လေးနဲ့အရာညစ်ညစ်ပတ်သွားပြီးတော့အရန်ရုပ်ဆိုးတတ်တယ်ပေါ့နော်မတုံးတတ်ရင်ဆိုတော့ အယောင်ရဲ့ရှိတ်တွေကိုရချင်ရင်များသောအားဖြင့်တော့အဲ့ဒီရဲ့ဆန့်ကျင်ဘက်အယောင်ကြီးနဲ့အလိုတက်ဆိုင်ရာလိုအပ်တယ်လို့ရောဆက်ပြီးတော့အယောင်အရင်တွေကိုဖန်တီးကြတာများပါတယ်။ကဲဒါဆိုရင်ကျွန်တော်အာတင်ဟာနောက်ဆုံးတစ်ချက်ပဲကျန်တယ်အရေးကြီးဆုံးပေါ့နော်။အဲ့အားကကျွန်တော်ရဲ့အယောင်ဆက်တာအယောင်မှန်ကိုဘယ်လိုဆက်ရမလဲဆိုရဲအမြင်ကိုလုံးဝပြောင်းလဲသွားစေအယောင်ဆက်တာတွေကိုလည်းပို့ပြီးတော့ ကျွမ်းကျင်သွားစေတဲ့အချက်လေးပေါ့နော်။အဲ့ဒါကဘာလဲဆိုရင် warm colors တွေ cool color တွေဘယ်လိုခွဲရလဲဆိုတာကြီးဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ကျွန်တော်အားလုံးသိကြတာ color wheel ရဲ့ဒီရဲ့အဝါရောင်တို့အဲ့အပူဖက်အချမ်းမှရှိတဲ့အချမ်းလေးကိုအပူရောင်လို့ပြောရဲပေါ့နော်။နောက်ပြီးတော့ color wheel ရဲ့ဒီအပြာရောင်ဖက်တို့အေးတဲ့အရာမျိုးကိုအေးရောင်လို့ပဲလို့ပြောကြလိုက်တာများတယ်။ဆိုတော့အပူရောင်အေးရောင်တွေကအဲ့ဟာနေချင်းမပြီးဘူးပေါ့နော်။အဲ့ချမ်းနဲ့နေတဲ့ ဲ့အကြောင်းလေးတွေကိုကျွန်တော်အခုပြပြပေးရမယ်။ဥပမာကျွန်တော်တို့အနီရောင်ကိုယူလိုက်မယ်ပေါ့နော်။ပြီးတော့အနီရောင်လေးအနီရောင်လေးမှာဆိုရင်ကျွန်တော်ရိုးရိုးအနီပဲရှာမှာဟုတ်လေနော်။အနီရောင်လေးမှာအများကြီးရှိရဲ့အဲ့ထဲကမှဒီအနီရောင်လေးအောင်ကိုရှင်ကြည့်လိုက်မယ်ဆိုရင်အဲ ပိုအေးတဲ့အရာရှိမယ်ပြီးတော့ပိုနွေးတဲ့အရာရှိမယ်ပေါ့အဲ့မှာတဲ့အမိမအေးတဲ့အမိနွေးတဲ့အမိဆိုပြီးတော့အလုပ်ခွဲရမယ်အပြာအောင်ဆိုရင်လည်းတူတူပဲအေးတဲ့အပြာပို့ပြီးတော့နွေးနေတဲ့အပြာပေါ့နော်အဲ့အရာကကြတော့တရောင်နဲ့တရောင်ရှင်ကြည့်လိုက်မှကျွန်တော်တို့ဘယ်ဟာနွေးလဲဘယ်ဟာအေးလဲဆိုတာကိုခွဲရမှာပေါ့နော်ဆိုတော့အကြောင်းဆက်တဲ့အချိန်မှာဆိုရင်လည်းအဲအဲ့ဒီအချက်လေးကအတုံးဝင်တယ်ဆိုတော့ကျွန်တော်တို့ဆက်လိုက်တဲ့အရာကိုကြည့်လိုက်ပြီးတော့ ပို့ပြီးတော့ A ဖို့လို့လားပို့ပြီးတော့ຫນွေဖို့လို့လားပေါ့နော် A စိတ်ချင်တယ်ဆိုရင်အဲ့လိုတက်ဆိုင်ရအယံလေးတွေရောပေးပေါ့နော်ပို့ပြီးຫນွေစိတ်ချင်တယ်ဆိုရင်လည်းတက်ဆိုင်ရအယံလေးတွေရောပေးအဲ့လိုရောတတ်မယ်ဆိုရင်ကျွန်တော်ကိုလိုချင်တဲ့အယံကိုတိကျမိပါကိုအယံဆက်နိုင်တယ်ပေါ့နော်ဆိုတော့အယံဆက်နည်းကိုကြတော့ဒီဗီဒီယိုမှာတော့မပြောပြတော့ဘူးကျွန်တော်နောက်ထပ်အပိုင်းအခြေခံအပိုင်းမှာဆက်ပြီးတော့ပြောပြပေးမယ်ဆိုတော့နောက်ဗီဒီယိုရဲ့အတွက်လည်းကျွန်တော်ရဲ့ ီ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့နဲ့ဘူးเนาะ။ဒါကြောင့်ဆိုရင်တို့အရာရဲ့အခြေခံကတော့အာစုံတလောက်တော့ရှိပါ යි ပေါ့เนาะ။ဒါပေမဲ့အာတခုစိတ်ထမ်းမရမှာကဒါကအခြေခံပဲရှိတရားပေါ့เนาะ။တခြားကြဲပြန့်တဲ့အရာအကြောင်းတွေအများရှိတဲ့အရာကတော့ကိုယ့်ကိုယ်ဆက်ပြီးလေ့လာဖို့ပါပဲဖြစ်ဖြစ်ဒီအခြေခံလေးတည်ထားမယ်ဆိုရင်တို့ဒီအရာဆက်တာတွေရဲ့အရာရဲ့ရှုမြင်ပုံတွေတော်တော်များများကိုပြောင်းလဲသွားနိုင်တယ်လို့ထင်ပါတယ်။ ကဲဆိုတော့ကျွန်တော်ဒီနေ့တင်ပန်းစာပြီးပြီဆိုရင်ပါလေ့ကျင့်ရမလဲဆိုတာအဲမေးစရာရှိရပေါ့နော်ကျွန်တော်လေ့ကျင့်ရမယ်လေ့ကျင့်ခိုင်းနေတာတော့လွယ်လွယ်လေးပါပဲနော် primary color အယောင်300ကိုအတုံးပြုတ်ပြီးတော့ color wheel တစ်ခုကိုဖန်တီးကြည့်ပါပြီးတော့ဂျန်ရဲ့ ကျွန်တော်ပြပြထားတဲ့အယောင်တွဲလေးတွေကိုတုံးပြီးတော့ပေါ့နော်အယောင်လေးတွေစမ်းချဲ့ကြည့်ချဲ့တဲ့အခါမှာလည်းအယောင်အကုန်လုံးကိုအလိုအယောင်အရင်တောက်အောင်ချဲ့ရမျိုးမဟုတ်ပဲနဲ့အဲဆန့်ကျင်ဘက်အယောင်တွေနဲ့ရောပြီးတော့အလို neutral red မျိုးခိုးအယောင်လေးတွေဖြစ်အောင်ဖန်တီး အန်ဒီပြီးအဲ့လိုတစ်ခုနဲ့တစ်ခုလိုက်ပါအောင်ဆက်ပြီးတော့အမြင်မျိုးစံတုံးကြည့်ပေါ့နော်ဒါမှမဟုတ်ကိုတုံးမဲ့ color scheme တွေကအရာတွေကိုရောပြီးတော့တုံးပြူကြည့်ရမျိုးတွေအဲ့လိုအမြင်မျိုးရှောက်ဆန်းကြည့်မယ်ဆိုရင်အရာကိုနည်းနည်းရင်းနှီးလာပြီးတော့သူ့ရဲ့သဘောတရားလေးကိုနည်းနည်းနားလည်အောင်ပါလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော်ဒီ try ရဲ့ color scheme အရာတုံးရောင်ကိုတုံးတဲ့အခါမှာဒီရိုင်းတုံးရောင်လုံးမချေပဲနဲ့တချို့အရာတွေကိုတင့်တာတလို့ရောပြီးတော့ပေါ့နော်တုံးထားတာကိုတွေ့ရမှာပါ ကျန်တဲ့အယောင်တွေနဲ့လည်းအဲ့လိုကိုယ်တိုင်အမျိုးမျိုးစံသက်ကြည့်လို့ရပါတယ်။ကဲဒါဆိုရင်အားတဲ့အချိန်မှာကျွန်တော်ပြောတလို့လိုက်ပြီးတော့လေ့ကျင့်ကြည့်ကြည့်တော့ဘီရဲ့အချိန်လေးဘယ်လိုရှိလဲဆိုတော့ကို comment မှာလာပြီးပြောဖို့နော်အခက်အခဲလေးရှိရဆိုရင်လည်း comment မှာလာပြီးတော့မေးချင်ပါတယ်နော်။ ဒါသာဆိုရင်ဒီနေ့ Water Color for Beginners Series အပိုင်းအတင်လေးအတွက် Video လေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပေးကြပြီးတော့အမြဲအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာနောက် Video မှာပြန်တွေ့မယ်เนาะ Bye